ကိုယ်တိုင်ပရောင်းမြို့နယ်ပကံကွဲကျေးရွာတောင်ဘက်6ကီလိုမီတာกว่าရှိစေကောမရှင်တပ်ရဲ့ကာကင်စကန်ဖြစ်တဲ့63.9ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အာရသတက်တော်ရဲ့တံပြန်ထိုးစစ်အနေနဲ့ပဲခူးတိုင်းဗရောင်းမြို့နယ်ပကံကွဲကျေးရွာတောင်ဘက်6ကီလိုမီတာกว่าဝေးမှာရှိတဲ့စစ်ကောင်မရှင်ရဲ့63.9ကိုအော်တိုဘားလ14ရက်မနက်9:05မိနစ်အချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့အေကထုတ်ပြန်ထားပါတယ်။ အဆိုပါပွိုင်ကုန်းနဲ့ဤတဝိုင်းမှာတိုက်ပွဲဖြစ်ပွားနေကြတာဟာကာလအတန်ကြာခဲ့ပြီဖြစ်ပေမဲ့လည်းအော်တိုဘာ၁၄ရက်နေ့ကစလို့အေအေရဲ့ထိုးစစ်အရှိန်ကိုမြင့်တင်တိုက်ခိုက်ခဲ့ပြီးနောက်၃နိုင်ခန့်၃ဘက်၃နံကထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာအဆိုပါစခန်းကိုသိမ်းယူနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။စစ်ကောင်မရှင်တွဲရဲ့ point 63လုံးစခန်းတစ်ခုလုံးကိုသိမ်းပိုက်ချိန်မှာအလောင်းတချို့ပြင်လက်နက်ခဲရတဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းသိမ်းပိုက်ရရှိခဲ့ပါတယ်။ ရခိုင်ပဲခူးတိုင်းအဆက်ရခိုင်မကွေးတိုင်းအဆက် ရခိုင်ရော်ရီတိုင်းအဆက်တို့မှာစစ်ကော်မရှင်ရဲ့ထိုးစစ်တွေကိုအေးတန့်ရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့ဟိုင်းစဲညီဆင်နွှဲနေပြီးစစ်ကော်မရှင်တပ်နဲ့အေးတို့နှစ်ဖက်ဆိုင်ထားတဲ့နေရာတွေမှာအိုက်ဖွဲတွေနေစဉ်ဒီပါဆက်လက်ပြင်းထန်နေတယ်လို့လည်းဆိုပါရယ်လက်ရှိမှာအေးနဲ့ပူအောင်တပ်ဖွဲ့တို့ဂရောင်းမြုပ်နယ်တွင်းမှာပြန်လည်အရှိန်မြင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်စစ်ကော်မရှင်တပ်ဟာကပ္ပဆာ16တွင်းနဲ့ခံစစ်တွေမှာ အင်အားတွေတိုးချက်က ဖြစ်တင်းထားပြီးအနည်းရှိခြေရွာတွေကိုလည်းသွာလာကွင်းတွေပိတ်ထားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်